ားလုံးပဲမင်္ဂလာပါ2025-26မရာသီမှာအာဆင်နယ်အသင်းရရှိနိုင်ခြေရှိတဲ့ဖလားတွေအကြောင်းကိုပြပြမှာဖြစ်ပါတယ်ဆိုတော့တုံးရင်လိုရင်းနဲ့ပဲကြာကျွန်တော်ပြပြမှာပဲဆိုတော့အာဆင်နယ်ကတော့ဖလားလက်မဲ့ရာသီဖြတ်တန်းခဲ့တဲ့နှစ်ကတော်တော်များခဲ့ပြီဖြစ်တယ်လို့တကယ်အရေးကြီးတဲ့ပရီးမီးယားလိဂ်ရဲ့ဒါဖလားကိုမရခဲ့တာတော့တော်တော်ကြီးကိုကြာနေပြီဖြစ်ပါတယ်တို့အတူပဲဒါချန်ပီချန်ပီယံလိဂ်ဖလားဆိုတာကတော့ဒါအမြင့်ဆုံးဒုတိယဒါဒုတိယရခဲ့တာတော့ပဲဒါရှိခဲ့တာဒါတော့မှ2000 ဒါ2006မှာကျွန်တော်တို့အာဆင်နယ်ကဒါဆီမီအာဘောလုံးပွဲတက်နိုင်ခဲ့တယ်ကမကောင်းစွာနဲ့ပဲပါစီကိုရှုံးခဲ့ပါတယ်ဆိုတော့ဒီနှစ်ရာသီမှာတော့အာဆင်နယ်ကလူဝင်အားကတော်ကြီးကိုတောင့်တင်းနေအသိဖြစ်နေတယ်လို့ခံစစ်ကွန်းလေတိုက်စစ်ဘာဆိုဘာမှကိုထပ်ဖြစ်စရာမလိုတော့အောင်ကိုပြည့်ပြည့်စုံနေတဲ့အသိဖြစ်နေတာဖြစ်ပါတယ်ဆိုတော့ဒီလိုအသိမျိုးကဘယ်ဖလားတွေရရှိနိုင်လဲဆိုတော့ကျွန်တော်ရဲ့ဒါတွက်ချက်ထားတဲ့ခမန့်ချက်အရကျွန်တော်ပြပြမှာဖြစ်ပါတယ်ဆိုတော့ဘယ်ဖလားရနိုင်မလဲဆိုတော့ ဒါကျွန်တော်ဒါနောက်ဆုံးကနေပြီးတော့ကျွန်တော်ပြောပြပါမယ်အရေးကြီးဆုံးကတော့အချွေအချွေဖလားဖြစ်တဲ့ဒါအ ਨੇ ဆုံးပေါ့အ ਨੇ ဆုံးကတော့အချွေဖလားဖြစ်တဲ့ဒါအာကာဘွန်ဖလားကိုကျွန်တော်ပြောပြမှာဖြစ်ပါတယ်ဒီဖလားကတော့အာဆင်နယ်နဲ့အဆက်တူဖြစ်နေပါတယ်ဆိုတော့ဒီအချွေဖလားကအာဆင်နယ်ကတာ2000 2008 2008မှာအာဆင်နယ်ကအာတခါ ဒါအတင်းငယ်နဲ့ပဲကျွန်တော်မမှီတော့ဘူးအတင်းနဲ့ကျွန်တော်တို့ကန်ခဲ့တုန်းကတော့မှအာဆင်နယ်ကကန်မကောင်းစွာနဲ့ပဲရှုံးခဲ့ပါတယ်ဆိုတော့ဒီအချိုကြီးဖလားနဲ့အာဆင်နယ်နဲ့ကမအဆက်တလို့ဖြစ်နေပါတယ်ဒီနှစ်ရာဒီမှာလဲအာဆင်နယ်ကဒီအချိုကြီးဖလားအရင်တုန်းကတော့ကျွန်တော်ကကာလင်ဖလားလို့ခေါ်တာပေါ့နော်အာဒီဖလားကိုရရှိနိုင်ဖို့ကတော့အာဆင်နယ်ကတော်တော်လေးနည်းပြီးတော့မှရရှိနိုင်ချေကတော့30ရာခိုင်နှုန်းမှာပဲရှိပါတယ်30ရာခိုင်နှုန်းဆိုတာဒါရဖို့မသေးချာတဲ့တော့ကိုကျွန်တော်ပြောတာဖြစ်ပါတယ်ဟုတ်ပြီဒုတိယ အဆင့်ကတော့ဒီနှစ်ရာသီမှာအာဆင်နယ်ရရှိနိုင်ချေရှိတဲ့ဖလားတဲ့ကမှပရီးမီးယားလိဂ်ဖလားဒါအရေးကြီးတယ်နော်ဒါပရီးမီးယားလိဂ်အင်္ဂလန်ပရီးမီးယားလိဂ်ဖလားကိုအာဆင်နယ်ရရှိနိုင်ချေကလည်းနဲနေပြန်ပါတယ်။ဘာကြောင့်လဲဆိုတော့အာတီတာနီးပြကြောင့်ဖြစ်ပါတယ်။နီးပြရဲ့ဒါဒီနီးပြအာတီတာကဒါပရီးမီးယားလိမ်မှာလည်းကစားကိုတိုင်ကစားခဲ့တယ်လို့ဒီနီးပြကပရီးမီးယားလိမ်မှာကျင်လည်ခဲ့တာတော်တော်ကြာပါပြီဒါပြောရမယ်ဆိုကျွန်တော်ကြည့်ခဲ့တဲ့ဒါသူအေဗာတန်မှာကစားကနေကကျွန်တော်ကြည့်ခဲ့တဲ့ အချင်းစွန်ဒီနီးပြကတော်တော်လေးကိုကြာပါပြီဒါပေမဲ့လည်းတော်တော်လေးကိုမပားနိုင်တဲ့နီးပြလို့ပဲကျွန်တော်ပြောရမှာလည်းမသိဘူးနော်အာရောစရတီတော့သူရုံးကန်နေရအောင်ပါပဲသူဦးနောက်သူညာရှိသမျှနဲ့တော့ကြိုးစားပြီးတော့အာဆင်နယ်ဖလားရဖို့တော့နီးပြအာတီတာကကြိုးစားနေတော့ပါပဲဆိုတော့ဒီပရီးမီးယားလိဂ်ဖလားကလည်းတော်တော်လေးကိုခက်ခဲကြမ်းတမ်းပြီးတော့ဒါတာထွက်ကနေကအာဆင်နယ်ကကံမကောင်းခဲ့ပါဘူးလီဗာပူးကိုရှုံးနေအခုဆိုလီဗာပူးနဲ့အာဆင်နယ်ကငါးမှတ်ထိပြတ်သွားပြီဖြစ်ပါလေဒါပွဲစဉ်ဒါ30ရောင်းထိတော့မရောက်သေးဘူးနော်အမှတ်ကပြတ်နေပြီဆိုတော့ ော်တော်လေးကိုဆိုးရွားတဲ့အခြေအနေဖြစ်ပါတယ်ဆိုတော့ဒီနှစ်ရာသီမှာလည်းအာဆင်နယ်ကပရီးမီးယားလိဂ်ဖလားကိုရရှိနိုင်ခြေကတော့40ရာခိုင်နှုန်းပဲရှိပါတယ်40ရာခိုင်နှုန်းဆိုတော့တော်တော်လေးနည်းပါတယ်ရနိုင်ရမှာပေါ့ဒါရကျွန်တော်ခမန်းခြေကိုပြောတာပါရနိုင်ခြေကတော့40ရာခိုင်နှုန်းပါပဲရှိပါတယ်နောက်ထပ်ဖလားကတော့ UEFA Champion League ဖလားကြီးပဲဖြစ်ပါတယ်အာဆင်နယ်နဲ့မအပ်ဆက်တဲ့ဖလားလည်းဟုတ်ပါတယ်အာပြောမှဆိုအာဆင်နယ်ကံမကောင်းတဲ့ဖလားပေါ့နော် ဆိုတော့ချန်ပီယံလိမ့်မှာလည်းအာဆင်နယ်ကဒီနှစ်ရာသီမှာတော့အာထူးထူးခြားခြားလို့ပဲကျွန်တော်ပြောရမှာလားမသိဘူးလက်ရှိလူစရင်းကဥရောပတစ်ခွင်မှာအတောင်တင်းဆုံးဒါအာဆင်နယ်ပါပဲအတင်းပြောရင်တော့အာဆင်နယ်ပါအာဆင်နယ်နောက်မှာတောင်တင်းဆုံးပြောရင်တော့လီဗာပူးပဲရှိတယ်လီဗာပူးနဲ့အာဆင်နယ်နဲ့နှစ်တင်းသာလဲဒါဥရောပမှာလက်ရှိမှာအတောင်တင်းနဲ့ကစားသမားကိုပိုင်းဆိုင်ထားတယ်တော့ကျွန်တော်ကတော့မြင်ပါတယ်ဆိုတော့အာဆင်နယ်က UEFA မှာဒါတော်ယုံတန်ယုံအသင်းတွေကိုတော့ AC ဖြုတ်နိုင်မှာဖြစ်ပါတယ် အာသုံးစံတိုင်းမှာဒါ semi final နဲ့ပိုလိုပွဲမှာဒါပြဿနာတက်နိုင်ချေရှိပါတယ်ဆိုအာဆင်နယ်ကဒီနေ့ရာဒီမှာ champion league မှာလဲအာဆင်နယ်ဟာဂျိန်းတွေ semi final ထိကိုတော့ရောက်ရှိသွားမှာဖြစ်ပါတယ်ဆိုတော့ဘာကြောင့်ကျွန်တော်အဲ့လိုပြောတယ်လဲဆိုရင်အာဆင်နယ်ကိုရှင်နိုင်တဲ့အသင်းကနဲပါတယ် လီဗာပူးရှိမယ်ပြင်ဘိုင်ယန်ရှိမယ် PSG ရှိမယ်ဒီလောက်ပဲကျွန်တော်ကတော့မြင်တယ်ဆိုတော့အာဆင်နယ်ဟာဒီနေ့ရာသီမှာလည်းဆီမီဖိုင်နယ်အဆင့်ကိုကျော်ပြီးတော့အာတကယ်လို့များကန်ကောင်းထောက်မရရင်တော့အာဆင်နယ်ဟာချန်ပီယံလိဂ်ရနိုင်ခြေရှိပါတယ်ဆိုတော့အာဆင်နယ်ကဘာလို့ချန်ပီယံလိဂ်ရနိုင်ခြေရှိတယ်လဲလို့ကျွန်တော်ပြောတဲ့အခါမှာဒါအတိအကအဖြစ်တော့ကစားသမားအင်အားချင်းပေါ့နော်တအူးချင်းရဲ့စွမ်းရည်ကစားသမားချင်းအင်အားစွမ်းရည်ကြီးတဲ့အခါမှာအာဆင်နယ်လောက်တောင့်တင်တဲ့အတင်းမရှိလို့ဖြစ်ပါတယ်ဆိုတော့နီးပြတ်မကောင်းပေပဲနဲ့အာဆင်နယ်ကတော့ဒါ ော်တော်ကိုဟိုဆီမီဖိုင်နယ်တမို့ပိုလိုပွဲထိကိုတက်ရောက်နိုင်တဲ့အင်အားမျိုးကိုပိုင်ဆိုင်ထားတာဖြစ်ပါတယ်အာဆင်နယ်ကဒါကြောင့်မလို့အာဆင်နယ်ဟာ UEFA ချန်ပီယံလိမ့်မှာရရှိနိုင်ခြေကတော့90ရာခိုင်နှုန်းရှိပါတယ်တဝက်ရှိပါတယ်တဝက်ကတော့တဝက်ကျင်းတည်တယ်လို့ပြောရမှာပေါ့နော်တဝက်လောက်ကတော့အာဆင်နယ်ကဖလားရရှိနိုင်ခြေရှိပါတယ်ဆိုချန်ပီယံလိမ့်မှာအာဆင်နယ်ကကန်ကောင်းနိုင်ခြေရှိပါတယ်ကဲနောက်ထပ်အာဆင်နယ်ထပ်ပြီးတော့ရနိုင်ခြေအများဆုံးနောက်ဆုံး ရရှိနိုင်ချေအများဆုံးဖလားကတော့ FA ဖလားဖြစ်ပါတယ်။အာဆင်နယ်နဲ့ FA ဖလားနဲ့ကတော့တော်တော်လေးကိုအဆက်နေတယ်လို့ပြောရမယ်ဗျ။အာ FA ဖလားမှာအာဆင်နယ်ဟာလက်ရှိမှာလည်းအများဆုံးလို့ပဲအများဆုံးပဲ။အာအဲ့အာဆင်နယ်နဲ့မှန်ယူက FA မှာဒါရရှိထားတဲ့အသင်းတွေထဲမှာအများဆုံးဖြစ်ပါတယ်။ဆိုတော့ဘာကြောင့်လဲလို့မသိဘူး။အာဆင်နယ်ဟာ FA ဖလားနဲ့တော်တော်လေးကိုကန်ဆက်နေအဆက်နေတဲ့အသင်းဖြစ်နေတာဖြစ်ပါတယ်။ဆိုတော့ဒီနှစ်ရာသီမှာအာဆင်နယ်ဟာ အာအရန်ကစားသမားတွေပဲပွဲထုတ်ရင်တော့မှ SAFA Plus မှာကျွန်တော်နောက်ဆုံးအဆင့်ကိုထိကိုတော့တက်လှမ်းသွားနိုင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဆိုတော့ Arsenal ဟာ FA Plus ကိုရရှိနိုင်ခြေကတော့60ရာခိုင်နှုန်းထိရှိပါတယ်လက်ရှိလူစည်းင်းကတော်တော်လေးကိုကြောက်ဖို့ကောင်းပါတယ်ပြောမှဆို Arsenal ဒါအရန်ကစားသမားနဲ့ပထမကစားသမားနဲ့ကိုခွဲခြားလို့မရတော့တဲ့အထိကိုအာဆင်နယ်အတင်းရောက်ကောင်းပါတယ်ဆိုတော့ပထမအတင်းမှာလည်းဒါအာ EZ တို့ဘာတူကီလို့ရှိတယ် သူတို့ရဲ့တော့အယံကစားသမားလို့ခေါ်ရမယ်ဒါဆာကာလို့မာတီနယ်လီလို့ပထရော့ဆက်လို့ဆိုတာအယံကစားသမားပုံစံမျိုးဖြစ်သွားရင်ဒါပေမဲ့သူတို့ရဲ့ခြေစွန်းကတဲ့အရင်ကတည်းကအာဆင်နယ်ကိုတီချင်နေကြည့်ရအောင်ပိုးပန့်ပိုးနေတဲ့ခြေစွန်းတွေဖြစ်တဲ့တွက်အာဆင်နယ်တင်းကတောင့်တင်းနေသေးပါပဲနီးပြပဲမကောင်းပေမဲ့ကစားတဲ့ကွက်မကောင်းပေမဲ့အာဆင်နယ်ကတော့ကြောက်เสียအသင်ဖြစ်နေသေးပါပဲခံစစ်အယံကောင်းတဲ့ခံစစ်ကိုပိုင်ဆိုင်ထားတဲ့အသင်ဖြစ်ပါတယ်အမ်ဆိုတော့ဒီနေ့ရာသီကတော့အာဆင်နယ်ဖလားမရရင်တော့အပိယတန်ပဲနှစ်လို့ပဲကျွန်တော်တို့ပြောရတော့မှာပါ အာကြည့်ရလာတဲ့အာအရင်အရင်လူမျိုးစိတ်ပြက်စရာမဟုတ်တော့ဘူးလေနော်ခန်းစိတ်ကလည်းကောင်းတယ်ကွန်းလေကလည်းကောင်းတယ်တိုက်စစ်ဆိုရယိုဂိုရက်စ်ဟိုရှယ်ကြီးပဲနောက်ထပ်ကမက်စတောင်းမန်လို့တကယ်လူငယ်ခြေတက်တွေပေါ်ထွက်လာတဲ့ခါမှာအာဆင်နယ်ဟာကြည့်ရတာအင်မတန်မှကိုဖီးရှိပါတယ်ဆိုတော့ဒါကတော့ဒီနေ့ရတဲ့မှာအာဆင်နယ်ဘလာရရှိနိုင်ခြေရှိတဲ့အကြောင်းတွေကိုကျွန်တော်ပြပြတာဖြစ်ပါတယ်နားထောင်ပေးတဲ့ပရိသတ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ထပ်ဗီဒီယိုမှာကျွန်တော်ပြန်တွေ့ကြပါမယ်